အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဒီညကနေပြီးတော့စုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗောနော် အဲ့လက်ရှိမှာတော့ကျွန်တော်အလုတ်တွေကိုတကယ် share လုပ်နေတဲ့အသင်းသင်းကိုကျွန်တော်ကိုပြောပါဆိုရင်တော့ Manchester City အသင်းကိုကျွန်တော်တို့လက်ညှိုးထိုးပြီးတော့ပြောရမယ့်အနေထားပါပဲအဲ့တော့လက်ရှိမှာတော့ကျွန်တော်တို့ personality ကိုကျွန်တော်ရဲ့တဦးတယောက်တည်းအမြင်ရာကိုလက်ရှိအခြေအနေတွေကိုပြောရမယ့်အချက်အခက်ခဏတခုရောက်ရှိလာခဲ့တာ Manchester City အသင်းရဲ့လက်ရှိအလုတ်လုပ်ပုံလုပ်နည်းပဲ Manchester City အသင်းရဲ့အခုလက်ရှိမှာဒါဘယ်လောက်ထိအလုတ်လုပ်ပုံမြန်ဆန်လဲဆိုတော့သိကြတယ်မလွန်ခဲ့တဲ့တိတ်ပေါ်လွန်ခဲ့တဲ့မနေ့ကမှဒါကျွန်တော်တို့အာ သူ့နာမည်ပြောရခပ်ပါရိုင်နာလို့ကစားသမားမျိုးနဲ့ဒါတရားဝင်ချိတ်ဆက်မှုပြုလုပ်ထားတယ်။ရိုင်နာကိုလက်ရှိမှာမန်ချက်စတာစီးတီးသင်းနဲ့ခေါ်ယူဖို့တော့စိတ်ဝင်စားတယ်။ဒီလိုသတင်းတွေတက်လာတယ်။ပြီးလည်းပြီးတော့အခုလက်ရှိခင်ဗျားတို့ကျွန်တော်ဒါအခုဒါကျွန်တော်ခင်ဗျားတို့ကျွန်တော်ပြောနေတဲ့အချိန်မှာပဲ Fabrizio Romano အနေနဲ့သူရေးသားထားတာကတော့လက်ရှိမှာမကြခင်မှာပေါ့နော်ဒါကျွန်တော်မကြခင်မှာလာမယ့်ရက်ပိုင်းအတွင်းမှာ Manchester City အသင်းကဒါကျွန်တော်တို့ Rainer နဲ့ပတ်သက်ပြီးတရားဝင်ကမ်းလှမ်းမှုကိုစတင်ပြီးတော့ပြုလုပ်တော့ဖြစ်တဲ့ဆွေးနွေးတဲ့အတွက်အဲ့တော့ ဒါကိုဖာဘီဇီယိုရိုမာနိုကိုယ်တိုင်လည်း တရားဝင်ကန်းလို့တရားဝင်ရေးသားထားဖြစ်တော့သူ့အနေနဲ့ Twitter မှာရေးတာပေါ့နော်ဒါကျွန်တော် Facebook မှာရေးတာမဟုတ်တော့သူ့အနေနဲ့ level တစ်ခုရယုံလို့ရအဲ့တော့ Manchester City will submit a formal opening bid to AC Milan for Reinders in the upcoming weeks အဲ့တော့ဒါကျွန်တော်လက်ရှိမှာ Manchester City ကတော့ဒါ Reinder အတွက်ကျွန်တော် AC Milan ကိုတရားဝင်ဒါကန့်လတ်မှုလာမဲ့ရသက်တစ်ပတ်မှာပြုတ်လုသွားတော့မှာဖြစ်ကြောင်းကိုဒါသူ့အနေနဲ့ဒီပြုတ်နိုင်ခဲ့ပါတယ် Reinders want to focus on final games of the season with Milan ပေါ့နော်လက်ရှိမှာ Reinder ကတော့ကျွန်တော်ဒါရှင်းတယ်သူ့အနေနဲ့ဒါ AC Milan နဲ့တူ နောက်ဆုံးပွဲတွေကဒါလုံးဝအားပြေးဆိုင်ပြီးစကစားကြတယ်မန်ချက်စတာစီးတီးကဒီကိစ္စနဲ့ပတ်သက်ပြီးလုံးဝ respect အပြည့်ရှိတယ်ပြီးရင်တော့ကျွန်တော်တို့ဒါချက်ချင်းပြီးတာနဲ့ချက်ချင်းဒါတရားဝင်ကမ်းလှမ်းမှုပြုလုပ်သွားဖြစ်ပြီးတော့လက်ရှိမှာမန်ချက်စတာစီးတီးနဲ့နံပါတ်၈နေရာအတွက် Riders ကနံပါတ်၁ပြတ်မှတ်ဖြစ်တယ်ဆိုတဲ့ဒါတွေထွက်လာအဲ့တော့စီးတီးတင်းနဲ့ဘာလို့ဒီလိုမျိုးမင်းမြန်ဆက်ဆံပြုလုပ်ရလဲလက်ရှိမှာ Riders ရဲ့နံပါတ်၁ပြတ်မှတ်နောက်တစ်ခုဖြစ်နေတဲ့ club ကတော့တခြားသော club မဟုတ်ဘူး Real Madrid ဖြစ်တယ် Real Madrid တင်းနဲ့လက်ရှိမှာ Riders ကိုလာမယ့်နေရာဒီမှာသူတို့အနေနဲ့ခေါ်ခြင်းနဲ့ ကြောင့်လဲဇူဘီမန်ဒီကိုဒါကျွန်တော် Real Madrid အသင်းနဲ့လာမယ့်နွေရာသီမှာခေါ်ယူဖို့အတွက်ကျွန်တော်လက်လက်သွားခဲ့တဲ့အတွက်ကြောင့်မလို့တို့အနေနဲ့ဒါ sorry ပါ သူတို့အနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ Rinders ရဲ့အပြောင်းအရွှေ့ကို CD အသင်းကနောက်ကနေ push လုပ်လာခဲ့။အဲ့တော့ဒါ Real Madrid အသင်းနဲ့ Zubimendi ကိုဒါကျွန်တော်လက်လွတ်ခဲ့ရတဲ့အကြောင်း Rinders ဘက်ကိုလှည့်လာတယ်။ကစားဖို့ကစားပေါက်ချင်ရတော့မတူမဲ့သူတို့ဘက်ကဒီဘက်ကလှည့်လာပါ။အဲ့တော့ကစားသမားကသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးလက်လုံးမှာဆုံးဖြတ်အောင်မဟုတ်ဘဲနဲ့သူ့အနေနဲ့လက်ရှိလက်ကျန်ပွဲတွေကိုကစားပြီးတော့ဒါအာယုံအပြည့်ဆိုင်ပြီးကစားပြီးတော့မှသူ့အနေနဲ့ဒါကျွန်တော်အနာဂတ်ကိုဖြည့်ရှင်းသွားမလို့ဒီအဲ့တော့စိတ်ဝင်စားဖို့ကောင်းတာ Rinders ကဘယ်ဈေးဖြစ်မလဲဆိုတော့ကျွန်တော်တိတ်စိတ်ဝင်စားဖို့လက်ရှိမှာဒါကျွန်တော်တို့ AC Milan အသင်းကဘယ်လိုဈေးတက်မှန်မလဲဆိုတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းအခုလက်ရှိမှာဒီ ကစားသမားကတော့ Euro 1050 Transfer Market မှာဈေးပေါက်နေတယ်။ဒါပေမဲ့ဒီကစားသမားစာချုပ်တတန်းအရ9နှစ်တောင်ရှိသေးတယ်။ပုံပွင့်လေးပြောဒီကစားသမားကလွန်ခဲ့တဲ့2လလောက်ကမှစာချုပ်တတန်းတိုးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်တို့တော်တော်လေးကိုစိတ်ဝင်စားမှုကောင်းနေနေထားပြီ။အဲ့တော့ဒါကျွန်တော်စဉ်းစားတော့ဗောနော်ဒီလောက်စာချုပ်တတန်းတော့ပုံပွင့်လေးတော့တိုးထားတဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မို့စာချုပ်ဖြတ်သိမ်းခြင်းများပါမလားဆိုတဲ့ဒါကျွန်တော်တို့အခြေအနေတစ်ခုကျွန်တော်တော်တော်လေးကိုစိတ်ဝင်စားအဲ့တော့ဒါမှလည်းပြောမှာခုလက်ရှိမှာခင်မီစက္ကရိယာတွေကိုအသုံးပြုပြီးမေးရတာဒါဆိုတာ ဘူးလို့ AI ကိုပဲမေးရတာပေါ့နော်အဲ့တော့ AI ကိုမေးတဲ့အချိန်မှာကျွန်တော်အခုမေးလိုက်တဲ့အချိန်မှာဒါသူတို့နေမှာလေဟို official release clause ပုံစံမျိုးဒါမရှိသလောက်လက်ရှိမှာသူတို့နေ search engine မှာမတွေ့ဘူးဆိုပြီးပုံစံမျိုးကိုရေးထားတယ်ဒါပေမဲ့လက်ရှိပုံစံမျိုးအရဟို AC Milan ကိုဒါ Real Manchester City အသင်းနဲ့ တရားဝင်ကမ်းလှမ်းမှုပုံစံမျိုးကိုလက်ရှိကာလပေါက်စည်းအတိုင်းပြုလုပ်သွားမယ်လို့သိရတယ်။အဲ့တော့လက်ရှိမှာ Rinders ရဲ့ new contract မှာတော့သူ့အနေနဲ့စာချုပ်ဖြတ်သိမ်းခြင်းပုံစံမျိုးမပါဝင်တဲ့အတွက်ကြောင့်မလို့ City တင်းကကမ်းလှမ်းမှုတစ်ခုပုံစံမျိုးနဲ့ဒါကမ်းလှမ်းသွားမယ်။အဲ့တော့ကျွန်တော်အနေနဲ့ပြောရမယ်ဆို AC Milan ကတေချာတစ်ခုကဒါစာချုပ်တက်တန်ပူပူလောလောတိုးထားတဲ့ကစားသမားကိုသူတို့ဈေးကင်ပါပဲ။အနည်းဆုံးကျွန်တော်မြင်တာပေါ့နော်ယူရို80လောက်သူတို့ တောင်းမှုရှိတယ်လို့ကျွန်တော်နေပေါ့ဆို Riders ရဲ့လက်ရှိကစားပုံကစားကကျွန်တော် Grand Riders ကိုတော်တော်လေးကိုသဘောကျကစားမှဖြစ်လို့ကျွန်တော် AC Milan အနေနဲ့လွယ်လွယ်နဲ့လက်လွတ်ခံမှာမဟုတ်ဘူးလို့ဒါပေမဲ့လက်ရှိမှာ AC Milan မှာ plan ရှိတယ် AC Milan က Riders ကိုသူတို့အနေနဲ့ရောင်းချဖြစ်ခဲ့မယ်ဆိုရင်တော့ Riders ရဲ့နေရာမှာဒါကျွန်တော်တို့ Sandro Tonali ကိုခေါ်ယူဖို့အတွက်ကြိုးစားသွားမယ်ဆိုတဲ့တွင်ထွက်လာခဲ့အဲ့တော့ဒါ Riders ရဲ့ရောင်းရတဲ့ငွေနဲ့ Tonali ကိုပြန်ခေါ်ဖို့အတွက်လက်ရှိမှာကြိုးစားသွားမယ်မန်ချက်စတာစီးတီးကလာမဲ့ရသက်တပတ်တွင်မှာ Riders နဲ့ပတ်သက် ပြီးတော့တ ရယဝင်ကမ်းလှမ်းမှုတွေပြုလုပ်သွားမယ်ဆိုတဲ့သတင်းကိုတော့ Fabrizio Romano ကတရယဝင် confirm လုပ်ထားပြုတယ်ဖြစ်တယ်အဲ့တော့ကစားသမားနဲ့အခုနောက်ပိုင်း City သွားတဲ့ပုံစံမှိုက်တယ်ဗျကစားသမားနဲ့ပုဂ္ဂိုလ်ကြီးကသဘောတူညီမှုတွေနောက်မှလုပ်အသင်းသတင်းကြီးရင်ဆုံးစကားပြောအသင်းသတင်းကြီးဈေး OK ပြီဆိုရင်မှကစားသမားနဲ့စကားပြောမယ့်အနေထားမှာရှိတယ်အဲ့ဒီကိစ္စနဲ့ဆက်ဆက်ပြီးပြောရမယ်ဆိုရင်တော့ City အသင်းနဲ့အခုလက်ရှိမှာ Florian Risch ရဲ့အပြောင်းရွှေ့မှာတော်တော်လေးကိုဒါ positive ဆန်ပြီးတော့တော်တော်လေးကိုတွန်းအားတွန်းလာပြီးလို့ကြားတယ်အဲ့တော့လက်ရှိမှာ Leverkusen အနေနဲ့သူတို့ကဒါ Liverpool င်းကပါဒါကျွန်တော်တို့ အခုလက်ရှိကစားသမားဖြစ်တဲ့ Florian Risk ကိုစိတ်ဝင်စားတာဒီအရောလီဗာကူဇင်ကရှင်းတယ်သူအနေနဲ့ဒါခုနပြောသူပဲသူတို့သတ်မှတ်ထားတဲ့ Euro တန်း100ကိုပေးနိုင်တဲ့ club အင်္ဂလန်ကကလပ်မီဒီကလပ်ဆို Florian Risk ကိုရောင်းချသွားဖို့တပြင်ဆင်လာခဲ့တယ် Risk ကလည်းမနည်းညကအင်္ဂလန်မှာဒါကြောင့် Manchester City နဲ့တတိယဝင်ချိတ်ဆက်မှုတွေပြုလုပ်ခဲ့ပြီးတော့ဒါကျွန်တော်တို့လက်ရှိမှာလည်းဒါ Manchester City တသင်းနဲ့မှုပဲနဲ့ Liverpool လိုအသင်းမျိုးနဲ့လည်းတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ကြားသိရတယ်အဲ့တော့ဒါ Risk ကရှင်းတယ်အင်္ဂလန်ပြောင်းခဲ့မယ်ဆိုရင်လည်းသူအနေနဲ့ဘယ်အသင်းကသူ့အတွက်ပို့ပြီးတော့အဆင်ပြေတဲ့ လပ်တစ်ခုဖြစ်မယ်ဆိုတဲ့ပုံစံမျိုးကိုဒါကျွန်တော်တို့အတွေ့ရမယ့်နေရာပါတယ်ပေါ့နော်အဲ့တော့မြည်တို့ပင်စူစီကမူလက်ရှိမှာတော့ကျွန်တော်အရေးကြီးဆုံးကတော့ဒါ Rangers အနေနဲ့ဒါကျွန်တော်သူ့ရဲ့ Rider မဟုတ်ဘူးဒါ Florian Riss အနေနဲ့သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော်တော်လေးကိုမြင်မြန်ဆန်းဆန်းဆုံးဖြတ်မှတော့ရှိတယ်။အဲ့တော့ risk ကတော့အခုချိန်ထိပြသူကတော့ပေးများနေတယ်မယ် risk ကသူအနေနဲ့ခုလက်ရှိ Germany မှာပဲနေနေ Bayern Munich မှာ Bayern Munich ဖြစ်နေတဲ့ဆိုတဲ့သဘောပြအဲ့တော့ City သင်းကဒါကြီးကိုအကြိုက်ဆောင်မှု City သင်းနဲ့အခုလက်ရှိမှာကြားရတဲ့တဲ့နေက Florian Risk ကိုလာမဲ့နှစ်ပတ်နဲ့သုံးပတ်အတွင်းတစ်ချက်တော့စောင့်ကြည့်မှာဖြစ်ပြီးတော့ Florian Risk ရဲ့လက်ရှိ agent အနေနဲ့ဒါကျွန်တော် City သင်းက doubt shot အပေါင်းလက္ခဏာစောင့်နေဒါကျွန်တော်တို့ချိတ်ဆက်မှုတွေလည်း doubt shot ရှိနေတယ်ဆိုတော့ကျွန်တော်တို့သိရမယ်တဲ့မှာပါတယ်ဒါကြောင့်မို့ဒါခုနကပြောလို့ Florian Risk ကလာနည်းနည်းလေး internet ဆက်ဖြစ်လာခဲ့မယ်ဆိုရင်တော့ City သင်းကလည်းစောင့်ဆိုင်မှာမဟုတ်ဘဲ ဲ့လာမစ်နွေရာဒီအတွက်ဒါကျွန်တော် Morgan Gaisweiber ကိုချက်ချင်းဆိုလို့လဲ့သွားဖြစ်တယ်အဲ့တော့အဓိကကလက်ရှိမှာ Morgan Gaisweiber ရဲ့အပြောင်းအလဲရထင်ထတာအများကြီးပိုလွယ်ကူမဲ့ချင်းတွေရောက်လာခဲ့ပြီဒါကျွန်တော် Northern Forest နဲ့လာမစ်နွေရာဒီမှာ Champion League ဝင်ဖို့အတွက်အင်မတန်မှခက်ခဲသွားမယ်အတွက်ကြောင့်မလို့ဒါကျွန်တော် City အစ်စ်နဲ့ Morgan Gaisweiber ကိုဒါအကယ်၍သူတို့ဒါ Florian Risk ကိုမရလို့လဲ့ခဲ့မယ်ဆိုရင်တော့ဒီအပြောင်းအလဲကအများကြီးအများကြီးလွယ်ကူသွားဖို့အနေထားမှာရှိခဲ့အဲ့တော့ personally ကျွန်တော်အမြင်ကပြောမယ်ဆိုရင် Morgan Gaisweiber ကိုဒါ Pep Guardiola နေနဲ့ ဒါသဘောကျတာမယ် Florian Risk ကသူ့အတွက်နံပါတ်1ပြမှတ်ဖြစ်တယ်ဒါပေမဲ့လက်ရှိမှာ Pep Guardiola က Florian Risk မင်းရလဲ Morgan Gisswine နဲ့ဖြစ်အောင်လုပ်တယ်ဆိုတဲ့ပုံစံဒါပေမဲ့နှစ်သင်းလုံးနှစ်အောင်လုံးရဲ့ဈေးပေါ်ကစားဖြစ်အောင်လုပ်တယ်ဆိုတဲ့စကားတော့သုံးသူမရဘူးနော်နှစ်အောင်လုံးကလည်းလက်ရှိမှာ market ထဲမှာတော်တော်လေးပဲအဲ့တော့ မော်ဂန်ဂစ်ဝက်ကတော့ရှင်းတယ်ဖလိုရန်ရစ်လိုသူ့အနေနဲ့ဒါအင်ညာအင်ညာလုံးတော့ပဲသူ့အနေနဲ့အင်္ဂလန်မှာပဲနေရမယ်စီတီလိုကလပ်မျိုးကိုပြောင်းရွှေ့ရမှာသူ့ရဲ့အိမ်မက်တစ်ခုဖြစ်တယ်ဂစ်ဝက်ကိုတော့ဒါကျွန်တော်စီတီသစ်နဲ့အကဲတရဝင်တာပုံကူရေးရရကမ်းလှမ်းခဲ့မယ်ဆိုရင်တော့အရန်ကြီးခက်ခဲနေတဲ့အနေထားမှာမရှိဘူးလို့တော့ကျွန်တော်အနေနဲ့မြင်မိတယ်မြည်တော့ပင်စူစီကမှုအရေးကြီးဆုံးအချက်တစ်ခုကိုပြောပါဆိုရင်တော့ဒါမော်ဂန်ဂစ်ဝက်ရဲ့အပြောင်းရွှေ့ဈေးဖြစ်မယ်နော်တန်ဖော်ရက်စ်အသင်းနဲ့အခုလက်ရှိမှာဒီကစားသမားကိုဒါကျွန်တော်တို့ တို့အနေနဲ့ဒါဟိုဥရောပဝင်ဝင်မရခဲ့လို့ဆိုရင်တော့ထိန်းချုပ်ကတအားခက်နိုင်မဲ့နေတာမှရှိတယ်အဲ့တော့ personally ကပြောမှာဆိုတော့ guest white ကိုတော့ဒါကျွန်တော်တစ်ဖက်က northern force အသင်းကတော့ဒါကျွန်တော်တို့ဈေးအရကျွန်တော်တို့ဒါပေါင်တန်းတရာနီနီတောင်းနေတယ်ဒါပေမဲ့ city အသင်းကအဲ့လောက်ထိလုံးဝလုံးဝပြေးဖို့အစီအစဉ်ရှိဘူးအဓိကစာချုပ်တက်တန်းနှစ်နှစ်လောက်ပဲကျန်တဲ့ကစားသမားအနေနဲ့ city ကအရှင်းဆုံးပြောမှာဆိုတော့ guest white ကိုခေါ်မယ်ဆိုရင်တော့မှ ပေါင်တန်း80မိုင်ကုံပေးလောက်မယ်သူတို့အနေနဲ့တကယ်တမ်းပေးချင်တာ65တန်းပတ်ချလဲဝင်ညင်ကြပေးချင်တယ်ယူရိုပါလက်ရှိမှာတော့ကျွန်တော်တို့ Florian Risco တောင်မှဒါ Liverpool ကနေခေါ်မယ်ဆိုရင်တော့ယူရိုတန်းတရာပေါင်တန်း80 85တန်းပတ်ချလဲဝင်ညင်မယ်ရှိပြီးတော့အသက်လည်းအများကြီးပိုကြီးတယ်အသက်အများကြီးတော့မဟုတ်နည်းနည်းလေးပိုကြီးတယ်ပြီးတော့ခုနပြောဆိုပဲတကယ်တမ်းပြင်ဆင်စားကြည့်မယ်ဆိုရင်ဒါ risk လောက်လဲအဲ့လောက်ဒီ ကောင်းလားမကောင်းလားမသိပြောလို့တော့မရဒါကတော့ပရီးမီယာလိကောင်းကစားကကောင်းပါပါပဲမကောင်းလို့တော့ပြောလို့အဲ့တော့ race တော့ဒါနည်းမကြည့်ဘောเนาะ PR ရဲ့အဲ့လောက်မရှိရတဲ့ကြောင့်မဒါတစ်ဖက်ကကစားသမိုင်းနဲ့ခေါ်မယ်ဆိုရင်တော့ဒါ giveaway ကတော့ကောင်းခြင်းမှုတော့ ready ဖြစ်ပြီဒါစီးရီးတင်တဲ့အခုလက်ရှိမှာဒါ Northern Force နဲ့ဈေးညှိဖို့ပဲအဓိကစူးစမ်းရမယ်လို့ပြောရင်လည်းကျွန်တော်ကိုတောင်းခွင့်ပြုပါဦးဗျဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 point ဆိုတဲ့ TV4 တို့မှာကျင်းလို့ဆိုတာပေါ့ကိုကြည့်ရပါတယ်မြန်မာပြည်တက်လက်ဖို့မမေ့ကြပါနဲ့အောက်က comment တွေမှာလည်း Youth Sport Media 3 point ဆိုတဲ့ TV4 တို့ရဲ့ link လေးတွေကိုထည့်ပေးသွားခြင်းပဲကျွန်တော် ဆိုကိုညီပြလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်းလာ subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရရများများလေးလည်း clip ဖို့မမေ့ကြပါနဲ့ဟုတ်များများ clip မှာများများဖြစ်ပါတယ်အားလုံးပဲကြိုးတူပါတယ်ကောင်းမွန်သောဒီလေးတနေ့ဖြစ်ပါစို့စုမုံကောင်းတောင်းပေးနေပဲကျွန်တော်တော့ခုပြပါဗျအားလုံးပဲကြိုးတူပါတယ်ကျွန်တော်နောက်မှအေးဆေးဆေးတွေ့ကြတာပေါ့ဒီပါဗျ